的墙，对吗？丢掉全部。သူစားတာပြိုင်တယ်နိစားတာဒရမိုက်အဲအဲအခုဆို TikTok မှာလေဟာတင်မလားအာငါဝင်နေဝင်လာလိုက်ပြန်ထွက်လိုက်ပါညာတင်မလားအဲသူဝင်လာလိုက်ပြန်ထွက်လိုက်ရှင်ကိုဒါနဲ့ထထဆိုင်ခန်းစားတော့ခန်းစားခြင်းလို့တော့မရတော့ဘူးသူကလည်းဆိုတာလေဟိုခန်းစားမှုပါတဲ့ခါကျတော့လေတချင်းလေးတွေကအသေးခွဲတဲ့သူတွေတော့ပို့ပြီးတော့ဟိုဘယ်လိုပြောဘူစတာလို့ဖြစ်နေပါတော့အဲတော့မြန်မာပြည်မှာလည်းအသေးခွဲလို့တော့ပေါ်လာအဲတော့သူချင်းတွေကခါရဲတင်မလားကွက်တီမက်ဆီလို့ဖြစ်တော့ စာရှိသူတိုင်းတွေ့ကမြဲ့ရေဖောက်ပြဲနေသူတိုင်းတွေ့ကပျော်ရွှင်မှုဟိုသူကတော့ဘယ်လိုပြောမလဲသူကလက်အရင်ကန်တာအားကောင်းတယ်အဲဝိုင်းဆိုကန်တာအားကောင်းတယ်ပြီးတော့သူကသူစမ်းတာအားကောင်းတယ်ကန်လည်းကောင်းတယ်စမ်းလည်းကောင်းတယ်ပြီးတော့တချင်းလည်းခုနလိုပေါ့နော်သူတပုတ်ဆိုတပုတ်အဲသူဒါဆိုလို့ရှိရင်မထွက်တာနှစ်နှစ်ရှိပြီနော်ငွေတော့နှစ်နှစ်ကအသက်ခွေရဆိုထွက်တယ်ပြီးတော့ဒီတစ်ခေါက်လည်းဒီ ပထမဆက်ထွက်တယ်ပေါ့နော်ခုနကတော့သူကတပုတ်တပုတ်ဆိုရအာအရင်ကြီးပါတယ်သူ့ကိုလည်းပြိတက်တယ်ကိုကလည်းခုနကလည်းပေါ့ကိုညီမလေးလိုကိုနဲ့လှုပ်ဖော်ကမ်းမဲ့အမြင်နဲ့အတူတူတွဲပြီးတော့သွားလာတယ်ညီမလေးဖြစ်ပြီမဲ့သူတချင်းနေဆိုကိုကလည်းတကယ်ကြိုက်နှစ်သက်တယ်သူ့အတန်ကိုလည်းတကယ်ကြိုက်နှစ်သက်တယ်ပေါ့နော်အဲ့တော့သူကလည်းဘာမဆိုညီမလေးကလည်းကျွန်တော်နေမှာတိုင်မင်းတယ်သူကလည်းသူ့တချင်းကိစ္စဆိုတိုင်မင်းတယ်ကျွန်တော်လည်းကျွန်တော်တချင်းကိစ္စဆိုရင်အဲတိုင်မင်းတာတိုင်မင်းဖြစ်တာများတယ်ပေါ့နော်အခုလိုမျိုးထွက်ထွက်ချင်းမှာအရန်ပေါက်တဲ့အတွက်ကျဒါသူနဲ့ထတ်တူအရန်ဝမ်းတာလေအခုဒါဒီနေ့ဆိုခုန Facebook မှာတွေ့လိုက်တဲ့ဒါ YouTube မှာကလာလို့เนาะဒါရက်တို့အတွင်းမှာ1 million view တုံးတဲ့တိုင်းနဲ့မရတဲ့အတွက်ကြောင့်ဒါတကယ်ဝမ်းသာပါတကယ်ဝေးသွားရင်ခံစားရမယ်ရွှင်ကဲတို့ရဲ့တိတ်တွေငါမမေ့သေးဘူးဒီဆရာကြီးလည်းအရင်ကောင်းတယ်ဘာသာ तू तू ရွေးချယ်တဲ့ဒီဆရာကြီးကလည်း तू နဲ့တကယ်အံ့ကြိုက်တယ်ပေါ့နော်ဒါအခုနောက်ဆုံးဆိုဖြတ်တာအဲရှေ့ရဆိုလို့ရှိရင်ဒါမနစ်ကလွန်ခဲ့သောနေ့ကအလင်းပေါ့ရှေ့ဟိုးရှေ့ကကိုဖိုးကတော့အများကြီးပေါ့နော်ကိုစဝါတို့တကယ်သူနဲ့တကယ်အဆက်တဲ့ဒီဆရာကြီးအများကြီးအဲ့တော့သူချင်းနေရ ထားတဲ့ကျွန်တော်ကွတ်တီမက်ဆီဖြစ်တော့သူကလည်းဆိုတာလေဟိုခံစားမှုခံစားမှုပါတဲ့ခါကျတော့လေတချင်းလေးတွေကအသေးခွဲတဲ့သူတွေထောက်ကပို့ပြီးတော့ဟိုလိုပဲ booster လို့ဖြစ်နေပါတော့အဲ့တော့မြန်မာပြည်မှာလည်းအသေးခွဲလို့တော့ပေါ်လာသူစာသားတွေပိုက်တယ်လေစာသားတော်တော်မိုက်အဲ့အခုဆို TikTok မှာလေတဲ့မလားအာငါဝင်နေဝင်လာလိုက်ပြန်ထွက်လိုက်ပါညာတဲ့မလားအဲသူကအဲ့အဲ့စာသားလေးဆိုတော်တော်ကြိုက်တယ်ဗျာကျန်ထွက်လိုက်ခြင်းကိုဒါနဲ့ထထဆိုင်ဒါကိုလက်ခံထားရငါ ခံစားရအောင်ခံစားခြင်းလို့တော့မရတော့ဘူးဟိုငငယ်တော့ငငယ်တွေကပါကိုကဟိုကိုနဲ့မဆိုင်ပါနဲ့တခါကျမျက်ရည်ပဲဝဲတော့ကိုတော့အဲမကွဲဘူးမဲကြွားတာဒါပေမဲ့အဲကွဲတဲ့သူတွေကိုကိုကသချင်းတွေရေးပါကိုကတော့ပြောစရာသချင်းတွေရေးရများပါတယ်တကယ်အဲကွဲတဲ့သချင်းတွေကိုအကောင်းဆုံးဆိုတဲ့ဒါဒါညီလေးညီမတွေသူသချင်းတွေနားထောင်ပြီးပွားချင်းအခုသချင်းတွေနဲ့ပြီးရင်အဲကွဲပြီးပွားကိုသချင်းတွေနဲ့ပြန်ပြီးတော့ဖြည့်စည်းလေးနဲ့ပြန်ပြီးတော့ပြန်မြူးကြောကြောဒုံးနဲ့ပြန်ကကြပါဦး Night Dragon ကနေကျင်းပါတယ်ဒါ Full Sail ပြိုင်ပွဲကြီးမှာပေါ့ကျွန်တော်ကဒီကျွန်တော်ရဲ့တခြင်းတွေရောပြီးတော့ဒီဒီပွဲအတွက်ကိုကျွန်တော်ကဒီ theme song ပေါ့နော် Fire Dragon ရဲ့ theme song လုပ်ပေးထားပါတယ်အဲ့တော့ဒီပွဲပွဲပြီးတဲ့အခါမှာကျွန်တော်ဒီပွဲပြီးအပိတ်တခြင်းလေးကိုကျွန်တော်ဖြောပြမှာပေါ့တကယ်ကိုအရင်သွေးရှိတဲ့လူငယ်တွေเนาะလုံးဝ passion ရောပြီး energy ရောအရင်ရတယ်ပြီးတော့နောက်တော့ဒီဒီမြမအပေါ်လုံးဖွဲ့ချုပ်တယ်ပြီးတော့ဒီ ဒီ fire တို့ကနေပူပေါင်းပြီးတော့ဗောနလူငယ်တို့ဒီလိုမြေတောင်မြောက်ပေးနေတဲ့အတွက်လည်းတကယ်အရေးသေးရှိတဲ့လူငယ်တွေအများကြီးပေါ့အခုမြန်မာနိုင်ငံအားကစားအတွက်ကိုအများကြီးအထောက်အကူပြုပါအခုအခုတော့မှကြည့်ပြီးတော့ပျော်တယ်ဗောနအဲဒီလိုမျိုးတကယ်အရေးသေးပြေးသွားလူငယ်တွေအများကြီးပေါ်ထွက်လာပါဘူးအခုကတော့အားကစားတော့ကိုရိုင်းထက်ကိုတားတွေအားကစားဝါနာပါတယ်အဲ့တော့ဒီဘောလုံးခွင်းနေเนาะပြီးရင်ဒီဖူဆယ်ခွင်းနေအဲနောက်ပြီးတော့ဒီလိုဘတ်ဘတ်စကတ်ဘောကွင်းတွေဗော်လီဘောကွင်းတွေရေကူးတာတွေအဆုံရောက်ဖြစ်ပါတယ်ဘက်ဒမင်တန်เนาะเนาะ တို့ကအခုချိန်အကုန်အကုန်တို့ကအာဘယ်လိုပဲ6လကိုတစ်မျိုးလောက်တို့တို့အားကစားတွေတစ်မျိုးပြီးတစ်မျိုးဆန်းတက်နေပေါ့နောက်ဆုံးဘယ်ပိုင်းဘယ်တိုင်းတို့အကြိုက်ဆုံးဖြစ်မလဲအခုတော့တော်တော်လေးကိုအားကစားနေတော့ကွာမစိမ့်ပါဘူးအခုကတော့ဒီအခုလို့ဆိုအခု40ကျော်လာပြီကျော်လာတဲ့အပြင်ဟိုဟိုအခုတို့အွယ်မှာပဲတိမလားစီဂျိုတွေတွေးလို့တွေကဝင်လာတတ်ပြီလေတချို့ဆိုရှိရှိရှိလာကြတယ်အခုကတော့လည်းတော့ချီချင်းကြီးတော့မရှိသေးဘူးဟိုကိုကိုအစားတောက်နေတိုင်းအေးအေးရစာဆင်ကျင်တယ်နောက်ပြီးတော့ဒီအာခဏလေးပေါ့ဆောင်အတောက်စားလည်းနည်းနည်းဆင်ကျင်တယ် နောက်တစ်ခုကတော့အရင်ကတော့ဒါငွေတော့လွတ်စားတာပေါ့နော်စားညမှာပွဲပြီးမှညအိတ်ခဲနေမှလည်းအစားတွေအများကြီးစားလို့စားအခုတော့အဲ့လိုညပိုင်းဆိုတိတ်မစားတော့ဘူးနောက်တစ်ခုကကျတော့ကျမ်းမာရေပို့ view site တယ်ပြီးတော့လမ်းလျှောက်တာပေါ့နော်တခြားကတော့ထူ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 အားကစားတွေမလုပ်ဖြစ်ပေမဲ့လမ်းလျှောက်တာတော့လမ်းလျှောက်ဟိုလမ်းလျှောက်တဲ့အားလေ့ကျင့်ခန်းတော့လုပ်ဖြစ်ပါတယ်နည်းနည်းပိုဆက်သွားတာပိုဆက်သွားအခုကကျတော့လူနည်းနည်းပေါ့ဟိုစနစ်တကျစားလိုက်တာပေါ့နော်ဓမေကိုကိုစားနေတဲ့အချိန်မှာမနေ့ပိုင်းမှာကိုဝါအောင်စားလိုက်တယ်ညပိုင်းကျလို့ရှိရင် short short လိုက်တယ်အရင်ကတော့ညပိုင်းမနေ့ပိုင်းတော့ ခမင်းမစားရင်ကိုကစိတ်ထဲမှာဘယ်လိုပြောရမလဲဟိုဒီညအတွက်ကကောင်းကောင်းအိတ်မပြောတော့ဘူးလို့ဟိုစိတ်ထဲကအဲ့လိုတတ်မှတ်ထားတာပေါ့ဒါပေမဲ့ခုနောက်ပိုင်းတော့ဟိုအချိန်ကို fasting လည်းဖြစ်အောင်ပေါ့နော်စားတော့စားတယ်ဘယ်လိုအချိန်လေးအကန့်တန်းနဲ့စားလိုက်တဲ့ကမှကျန်းမာရေးနဲ့ပုံညွတ်လာတယ်အခန္ဓာကိုယ်လည်းနည်းနည်းစစ်သွားတယ်အဲပြီးတော့နည်းနည်းစင်ပေါ်မှာသွားလာခုံပေါက်လာနည်းနည်းပုတ်ပေါက်ပါသွားမစားတဲ့ဖွဲ့နဲ့စားတဲ့ဖွဲ့စားတဲ့ဖွဲ့တွေမှာပါစားတဲ့ဖွဲ့ပဲမြင့်စားတဲ့ဖွဲ့အဓိကဟိုကျန်းမာဖို့အရေးကြီးတယ်ကျန်းမာမှာကိုလှုပ်ချင်တာလေလှုပ်လို့ရပါပေါ့ ိုနေတာထိုင်တာအေးရအစားဆော့ဆော့အိတ်တယ်အဲပြင်အေးဝအောင်အချိန်ကိုယ့်ရဲ့အသက်ရွယ်နဲ့နော်ဟိုအိတ်ရမယ်အချိန်ကိုပြေးဝအောင်အိတ်တယ်ဒါကြောင့်အခုတော့ဆိုရင်တော့ဟိုလန်းဆန်းလန်းဆန်းနေတယ်